မန္တလေးတိုင်းမလိုင်မြို့နယ်မှာငူးယူတောက်စားနေတဲ့စုပ်စုတက်ချက်ကြီးအဆင့်အောင်ကိုဝင်းဆိုသူကိုတောင်တာပကပရဲမေတွေကလက်ရဖမ်းဆီးနိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းတွေပါတင်စီရရှိတယ်လို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကပကသတင်းထုတ်ပြန်ပါတယ်။ဇွန်လ22ရက်မနက်ပိုင်းမှာမလိုင်မြို့ပေါ်ကစားတောက်ဆိုင်တစ်ဆိုင်မှာမရောက်လိုက်တစ္ဆာခံတဲ့လက်နက်ကင်တယောက်လက်နက်နဲ့အတူအရက်ဝတ်အင်ကြီးအောက်ခံယူနီဖောင်းဝတ်နဲ့ မိုးရတောက်စားနေကြောင်းတရင်အရာတောင်တာပခပရဲမေတွေဥဆောင်ပြီးတော့ကြောက်ကြားအသွင်ရမွေးစောင့်ဆိုင်ဖန်စီခဲ့တာပါဖမ်းမိသူဟာမိထီလာမျိုးအမတ်တက်တမတော်အကြီးစားဆက်ယုံကတက်ချက်ကြီးအဆင့်အောင်ကိုဝင်းဖြစ်ပြီးတော့ MA1 အမျိုးအစားတနတ်တလန်နဲ့ကြီ150တောင်သိစီရရှိခဲ့တယ်လို့တောင်တာပခပကဖော်ပြပါရယ်ဇွန်လ18ရက်ကလည်းတောင်တာမျိုးနဲ့ပခပရဲဘော်တွေလမ်းမိုင်းစစ်ဆေးနေချိန်ဘကိုးတိုင်း တာဝရမြို့တက်မတော်အကြီးစားဆက်ယုံကမင်းအောင်လှိုင်ရဲ့တစ္ဆာကံတက်ချက်ကြီးအဆင့်အောင်ဖြိုးဆိုသူကိုဖမ်းမိခဲ့တယ်လို့တောင်သာမြို့နယ်ပကပကထုတ်ပြန်ထားပါတယ်။